ကဲကျွန်တော်ဒီ DTV channel လေးကိုအစင်တက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံတီးတီးကညီကုံမောင်မတွေအားလုံးစိတ်ချမ်းသာခြင်းကိုကြည်မာခြင်းနဲ့ပြည့်စုံတဲ့ညာ channel လေးဖြစ်ပါသည်လို့ကျွန်တော်ဒီ DTV channel ကနေပြီးတော့ရှေးဥပဒေမှာသွားစုမုံငေါတောင်းပေးပါရယ်ဗျကဲဟုတ်ပြီညီကိုရေးဒီ season လေးကတော့ကျွန်တော် United နဲ့ပတ်သက်တဲ့နောက်ဆုံးရတဲ့သတင်းလေးတွေရယ်အဲကျွန်တော်တို့ရဲ့ကစားသမားတွေရဲ့ injury အခြေအနေလေးတွေရယ်ဝန်ညီကိုရေးကိုဒီ video လေးမှာကျွန်တော်အနေနဲ့ share ပေးလာလို့ချင်းပဲဖြစ်ပါရယ်ဗျ ကဲဟိုပြထမအောင်ဆုံးကျွန်တော် injury လေးနဲ့တွားအောင်ပါနော် injury လေးနဲ့ဆိုရင်ကျွန်တော်တို့လီကစားသမားကျွန်တော်လီဆန်တို့မှာတီနက်အနေနဲ့ကဒီအာဂျင်တီးနားနဲ့ trainee တွေကိုလိုက်ပါသွားပြီလို့သိရတယ်ဒီကစားသမားကကျွန်တော်တို့ကာလာအတန်ကြာအောင်ကျွန်တော်တို့ဒဏ်ရာနဲ့နားနေရတာပေါ့နော်အခုဆိုရင်သူ့အနေနဲ့ကကျွန်တော်တို့အာဂျင်တီးနားအသင်းမှာသူတကယ်ပါဝင်ကစားမလားမကစားဘူးလားဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ဟုတ်ပြီဒီဟာကတော့ကျွန်တော် United တော့ကတော့ကန်စုကန်ကောင်းပေါ့နော်ဒီကစားသမားကဘယ်လိုကစားသမားမျိုးလဲဆိုရင်ကျွန်တော်တို့ကတည်ပြီးသားအဲ့တော့ခါကျတော့ကျွန်တော်တို့အသင်းကို လာ join ပြီဆိုရင်တော့တော်တော်လေးကိုကျွန်တော် United ရဲ့နောက်တန်းကတော်တော်လေးကိုတောင်းတင်းသွားမယ်အနေထားမှာရှိတယ်အဲနောက်တစ်ခုက try ဒီလည်းများလာမယ်ပေါ့နော်ဒီကစားသမားသားကျွန်တော် United နောက်တန်းမှာပြန်ပြီးတော့ပါဝင်လာပတ်သက်လာမယ်ဆိုရင်ပေါ့နော်ဟုတ်ပြီညီကိုရေးကျွန်တော် international break ပြီးရင်တော့ဒီကစားသမားနေနေကဒဏ်ရာကင်းစင်ပြီးတော့ပြန်လာမှာတော့ဖြစ်မယ်ပေါ့နော်ဒဏ်ရာအစ်စ်တွေထက်ရလာမယ်ပေါ်လာမယ်ဆိုရင်တော့ကျွန်တော် United တော့ကတော့ကန်ဆူးခြင်းတစ်ခုပဲပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော် Tottenham Hotspur နဲ့ပွဲမှာဒဏ်ရာရသွားတယ်ကျွန်တော်တို့ ဟယ်ရီမဂွာရာနဲ့ကျွန်တော်တို့ဘီဂျမန်ဆက်စကိုရဲ့ဒဏ်ရာတွေကလုံးဝမပြင်းထန်ဘူးလို့သိရတယ်။ပြီးတော့ခါကြတော့ကျွန်တော်တို့ဒါပေမဲ့လည်းကျွန်တော်တို့နှစ်ပတ်ကနေပြီးတော့သုံးပတ်လောက်တော့သူတို့အနေနဲ့အားယူရမယ်လို့သိရတယ်ပေါ့နော်။အဲအကြောင်းမလို့ထင်တယ်ညီကိုရေနော်ကျွန်တော်တို့ United ကအခုဆိုရင်နော် Benjamin Sesko ကလည်းဒီလိုတန်ရာလေးတွေရသွားမယ်ဆိုရင်ကျွန်တော်တို့ဇီဇီကိုလည်းကျွန်တော်တို့ United Amorin ကအဲ United ကနေပြ Amorin ကလုံးဝသဘောမကျဘူးပေါ့နော်ပြီးတော့ဒီဇန်နဝါရီမှာတောင်မှသူ့မျိုးသူ့ကိုထွက်ခွင့်ပေးရင်ပေးမှာပေါ့အဲ့တော့ခါကျကျွန်တော်တို့ United ကတိုက်စစ်မှုတွေတိုက်ချိန်နေတယ်ပေါ့နော် အိုက်တိုက်စစ်တမ်းမှာ sorry အိုက်တိုက်စစ်တမ်းမှာဆိုကျွန်တော်ဘလာဟိုဗီဒိုလူကစားသမားကြီးလည်းပါနေတယ်အခုပါလာတာကကျွန်တော်တို့အဲကျွန်တော်တို့ real matrix အတင်းမှာကျွန်တော်နီးပြစားပြီးအလွန်ဆိုရဲ့လက်ထက်မှာလုံးဝနေရာမရတဲ့ကျွန်တော်တို့16နှစ်ရွယ်ပရာဒီသားလေးအန်ဒရစ်ပါဝင်လာတယ်ပေါ့နော်အန်ဒရစ်နဲ့ကတော့ဒီချိန်မှာနေမုံညီကိုတွေနော်အဲရှေ့မှာလည်းကျွန်တော်တို့အန်ဒရစ်ကို လိုက်ခဲ့ပြီပဲအဲဒီအဲပြောရမလို့ဆွေးနွေးမှုတွေလုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့ဆွေးနွေးမှုကမဖြစ်မြောက်ခဲ့ဘူးအဲ့ဒါကလည်း real matrix က သူတို့ကစားသမားကိုအငှားနဲ့ပဲသူတို့ကကစား sorry အငှားနဲ့ပဲသူတို့ကစားသမားကိုလွတ်ချင်တယ်ဒါပေမဲ့ United ကကြတော့အငှားနဲ့ပဲခေါ်မယ်ဟုတ်တယ်ဒါပေမဲ့ငါတို့အနေနဲ့အပီးတက်ခေါ်ယူခွင့်ဆိုတဲ့ဟာကိုစာချုပ်ထဲမှာထည့်ချုပ်မယ်အဲ့ဒါဆိုရင်တော့ငါတို့အတင်းကမင်းတို့ဒီကစားသမားကိုခေါ်မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်သွားတယ်ဗျအဲ့တော့ခါကြတော့ကျွန်တော်တို့ United အတင်းအနေနဲ့ကအခုလက်ရှိမှာတော့ကျွန်တော်ဒုတိယအကြိမ်ဒီကစားသမားနဲ့ထပ်မံပြီးတော့ဆွေးနွေးရမယ်လို့တည်ရတယ်ညီကိုရေနော်ကဲဟုတ်ပြီနောက်တစ်ခုသွားအောင်ညီကိုရေနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ ရှိမှလည်းကျွန်တော်တို့ United နဲ့တရင်ထွက်ခဲ့တယ်ကျွန်တော်တို့ Queen's League ကသမားအဲကျွန်တော်တို့ ATKU Matric ကဲ Queen's League ကသမားကျွန်တော်တို့ Corner Glacker ပေါ့နော် Corner Glacker ကိုကျွန်တော်တို့ United ကစိတ်ဝင်စားခဲ့တယ်အခုဆိုရင်ကျွန်တော်တို့ United အသင်းက UKD ကိုသူတို့ပြန်ပြီးတော့စိတ်ဝင်စားနေပြီညီကိုရေနော် UKD ကိုကျွန်တော်တို့ United အသင်းကနေပြီးတော့သူကနေပြီးတော့ Euro 30ဝင်းကျင်လောက်နဲ့အခေါ်ဖို့အတွက်နည်းနည်းလေးစိတ်ဝင်စားလာပြီပေါ့နော် ဲ့တော့ခါကျတော့ကျွန်တော်တို့ကလည်း corner cracker ကိုကျွန်တော်တို့ကစိတ်ဝင်စားနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ Ucardi နဲ့ corner cracker ကိုကျွန်တော်တို့အလဲထက်လုတ်နာလုတ်လာနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်ညီကိုရေနော်အဲလဲထက်လုတ်သွားရင်တော့ကောင်းတယ်ညီကိုရေနော်ကျွန်တော်တို့ Ucardi ကိုအမြင်ရတော့ပေါ့ဗျာဟုတ်ပြီညီကိုရေနောက်တစ်ပုတ်သွားအောင်ပေါ့နော် နောက်တစ်ပုတ်ကတော့ကျွန်တော်တို့ United အသင်းကနေပြီးတော့စိတ်ဝင်စားနေတဲ့ကျွန်တော်တို့အဲပဲလီကစားသမားပေါ့နော်အဲအဒန်ဝါတန်အဒန်ဝါတန်ရဲ့ပြောဆိုချက်တွေပေါ့နော်ဟုတ်ပြီ သူကတော့ကျွန်တော်တို့ United အသင်းကတော်တော်လေးကိုစိတ်ဝင်စားနေတဲ့ကစားသမားကျွန်တော်တို့ United အသင်းကလည်းဒီကစားသမားဒီကွင်းလေကစားသမားကိုလိုချင်နေရပေါ့နော်အဲဟုတ်ပြီ ဲ့ဒါကတော့တခြားမဟုတ်သူကတော့ကျွန်တော်တို့ United အတင်းကသူ့ကိုစိတ်ဝင်စားနေရဆိုတဲ့တည်င်းနေကိုပေါ့နော်အဲသူ့ကိုစောင့်ကြည့်နေရလားကျွန်တော်တို့စိတ်ဝင်စားနေရလားဆိုတဲ့ဟာတွေပေါ့အဲ့တည်င်းနေပေါ်မှာဘယ်သူတွေဖြန့်လိုက်တယ်ဆိုတော့ကျွန်တော်နေနဲ့မသိပါဘူးပေါ့နော်ကျွန်တော်ဒီတည်င်းနေကိုသူတွေ့ပါတယ်ပေါ့သဘောလဲကြပါတယ်ကျွန်တော်အစင်လဲပြပါတယ်ကျွန်တော်ဆက်ပြီးတော့ကြိုးစားနေပါမှာတဲ့ Manchester United ဆိုတာအရန်ကိုကြီးမားတဲ့အတင်းကြီးလေဗျာအဲသူကတော့ ီသားသမားတွေကတော့ကျွန်တော်တို့ United အသင်းကိုနည်းနည်းလေးတော့မြောက်နေပြီရှေ့မှာလည်းကျွန်တော်တို့ Allo Anderson တို့ဆိုရင်လည်းအတိုင်းပဲသူရဲ့အတွင်းလူတွေပေါ့နော်သူရဲ့တကယ်ချင်းပေါ်လာတွေကိုငါးနေနဲ့ Manchester United ကိုပြောင်းကျင်နေပါ냐ဆိုပြီးတော့တင်းလေးတက်လာတယ်အဲ့လိုပဲ Carlo Blabber တော့ကလည်းအဲကျွန်တော် United အသင်းကိုပြောင်းမယ်ပါ냐ဆိုပြီးတော့သူတင်းကိုပေါ့ဗျာရဘူတင်နေပါ냐ရေးထီကိုတက်လာတယ်ပေါ့နော်တင်းလေးကအဲ့တော့ခါကျတော့ကျွန်တော်တို့အနေနဲ့ကလည်းတေချာပေါက်ကဒီဇန်နဝါရီအပြောင်းရွှေ့မှာကျွန်တော် United အသင်းအနေနဲ့ကကွင်းလေရဲ့အခုဆိုရင်တိုက်စစ်မှုကပါလာပြီပေါ့နော်ကျွန်တော်တို့နောက်တန်း နေရာကတော့ကျွန်တော်တို့မခေါ်ဘူးလို့သိရတယ်ဗျာ။နောက်အဲ့တော့ခါကျတော့ကျွန်တော် United အသင်းကိုဘယ်ကစားသမားတွေရောက်လာမလဲဆိုတာကိုလည်းညီကိုတွေအမြင်လေးကိုလည်းဆွေးနွေးခဲ့ပါအောင်ပေါ့နော်။ကဲဟုတ်ပြီညီကိုတွေကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ချင်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရညီကိုမောင်နှံတစ်ယောက်ချင်းညီအကိုကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါတယ်ဗျာ။ထုံးတမ်းတမ်းပဲကျွန်တော်ဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင်လည်းညီကိုတွေ Like and Subscribe လေးလုပ်ခဲ့ပြီးတော့မမေ့နိုင်အောင်နော်။